မနေ့ကတင်လိုက်တဲ့လက်စုပ်လက်ဖြန်တတ်ပါစေဆိုတဲ့တရားပို့စလေးကတော့ဒီចောင်းအလူတဲကိုပါဝင်ပြီးတော့မှလူတန်းကြတဲ့အလူရှင်နေနဲ့ပတ်သက်ပြီးတော့မှတင်ထားတဲ့တရားပို့စလေးပဲဖြစ်ပါတယ် view အနေနဲ့1 million ကျော်သွားပြီပေါ့နော်အဲ့ဒီထဲမှာ comment အမျိုးမျိုးတွေ့ရပါတယ်အချို့ကလည်း1 million 1သားဒါတို့ခေါ်တဲ့ ပုံကိုယ်တွေတွေ့သလိုအချို့များကြတော့လည်းပဲအဲဒီလူတာကို အာမပေးတဲ့သူတွေမထောက်ခံတဲ့သူတွေဝေဖန်တဲ့သူတွေဒီပုံကိုယ်တွေလည်းပဲများစွာတွေ့ရပါတယ်အဲ့ဒီအဲမှာမှခေါမလေးတစ်ခုကဆရာတော်ဘုရားတဲ့တပည့်တော်လျှောက်တင်ပြရစီဘုရားသာသနာပြန်ပွားဖို့ចောင်းសោកတဲ့အလူမှာសោកတုံးလေးကြုံတုံးလေးလူတာကတော့အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်ဖေ။ဒါပေမဲ့ရေများရာမိုးတာနေတယ်လို့မြင်မိပါတယ်ဖေတဲ့။မိဘမဲ့ပရာဟိတအကြောင်းတွေနဲ့ဘိုးဘွားရိတ်တာပရာဟိတအကြောင်းတွေမှာ အလို့ရှင်မရှိလို့ဖြစ်တယ်လို့ကြွေးမွေးနေရတာတွေမြင်ရပါတယ်ဖေတဲ့။အဲ့လိုနေရာမျိုးကြအခုလို့လူမဲ့သူတွေမပေါ်တာတော့ဝမ်းနေမိပါတယ်ဖေတဲ့။ဘယ်သူမှဝေဖန်ခြင်းမဟုတ်ပါတဲ့။ဘယ်သူမှမစော်ကားပါတဲ့။မိမိအမြင်သာဖြစ်ပါတယ်ဖေ။ အစဉ်ပြေရန် reply လေးပြန်ပေးပါလို့လာရောက်ပြီးတော့သူကမေးထားတာပေါ့နော်အခုလူငယ်တွေဂျာထဲမှာနာမည်ကြီးနေတဲ့တချင်းလေးသဘုတ်လို့ပေါ့ကိုကြိုက်တာကိုလို့ကိုဖြစ်ရင်ကိုခံကိုထိုက်နေကိုကံဆိုတဲ့အတိုင်းပဲလူတွေဟာကိုကြိုက်တာကိုလုတ်ကြတာဖြစ်ပါလေရှင်းသွားအောင်ပြောရမယ်ဆိုရင်ဘုံဘုံတို့အเจ้าမှာအเจ้าတီထောင်ကားစားပေါ့ ကျောင်းတီထောင်ကစားဆိုတော့အလို့ရှင်တူရောက်လာတယ်။ကျောင်းလူကျင်ပါတယ်တဲ့။ပြီးတော့ဘုံဘုံတို့ကပြောရတယ်။ဒါကြီးကျောင်းကတော့ဘုံဘုံတို့နေစရာရှိတယ်။အဓိကလိုအပ်တာကတော့ကုသီအိမ်သာဖြစ်တယ်လို့အဲ့ဒါလေးလူပါလားလို့ပြောတော့ရှင်ဘုရားတဲ့တပည့်တော်ကျောင်းပဲလူကျင်တာတဲ့ဆိုတော့ဘုံဘုံတို့ကဘာမှမပြောတတ်တော့ဘူး။ သူလူချင်းတဲ့အကြောင်းကိုပဲခွင့်ပြုပေးလိုက်ရတယ်ပေါ့နော်။ဒါနဲ့နောက်တော့ဦးထလာပြန်တယ်။နောက်တော့ဦးကတော့တပည့်တော်ကုဒီအိန္ဒာလူချင်းတယ်ဖရာတဲ့။ဒကာကြီးလို့ကုဒီအိန္ဒာကတော့ဟိုအစင်ပြေတယ်လို့တော့လှုပ်ထားလှုပ်ထားတယ်လို့အဲကြောင်းပဲလူပါလားလို့ပြောပြန်တော့သူကဘာပြောတော့ဆိုတော့ရှင်ဖရာတဲ့။ကြောင်းအလူရှင်နေရာပေါ်တယ်တဲ့။တပည့်တော်ကုဒီအိန္ဒာပဲလူမယ်တဲ့။ဆိုတော့သူ့အလူကိုလည်းဖုံဖုံတို့က တားမြစ်လို့မရပြန်ဒါနဲ့အဲ့ဒီပုံကကုဒီအိမ်တာလူသွားတယ်ပေါ့နော်ပြောချင်တာကတော့သူကြက်ရာကိုကြက်ရာလူကြတာဖြစ်ပါတယ်ရေများရာမိုးရွာနေတယ်လို့ပဲတဲ့သူကဘလို့ပြောချင်တာလဲတော့မသိဘူးပေါ့နော်အခုဇောထန်မိသားစုကသာသနာနယူပရိသာเจ้าတော်ကြီးကိုဆောက်လုပ်တဲ့အခါမှာ ။ဒဇွဲတဲ့ကိုချစ်ကြတဲ့အားပေးကြတဲ့ကတ်စတမ်ဘာတွေရောအဲအလူရှင်တွေအားလုံးပေါ့လေ။လူရှင်တွေအားလုံးကဝိုင်းဝန်းပြီးတော့မှ လူတန်းကြတယ်။ဒီလိုလူတန်းတာဟာပုဂ္ဂိုလ်ခင်မတရားမင်းဆိုတဲ့စကားလေးလည်းရှိပါတယ်။ပုဂ္ဂိုလ်ကိုခင်ပြီးတော့မှမြတ်စွာဘုရားလက်ထက်က တရားရသွားတဲ့ယဟန်တော်တွေရှိသလိုဒီပုဂ္ဂိုလ်ခင်တွယ်လို့ဒီပုဂ္ဂိုလ်ကို သဘောကျလို့အားပေးလို့သူ့ကိုအကြောင်းပြုပြီးတော့ကောင်းမှုကုသိုလ်တွေ ပြုလုပ်ဖြစ်တာတွေလည်းပဲရှိပါတယ်ရေများရာမိုးရွာတယ်လို့ပြောလို့မရဘူးပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်လို့ပါမောခချုပ်ဆရာတော်ဘုရားကြီးကလည်းဟောထားတာရှိပါတယ်အားလုံးသိမှာပါနော်ဖော်ရနာတယောက်ကဆရာတော်ကိုမေးတယ်ဆရာတော်တဲ့မြန်မာနိုင်ငံကလူတွေကအ धिक နဲ့တာမန်ညာမခွဲတတ်ဘူးတဲ့အ धिक လိုအပ်တာကဆေးရုံတွေဆေးကန်းတွေကလေးတွေပညာရေးတွေ ဒါတွေကိုထောက်ပံ့လူတန်းရမှာတဲ့အဲ့ဒီနေရာတွေကိုထောက်ပံ့လူတန်းရမယ်အစားအခုကြတော့ဖရားတွေတဲတာတို့ကျောင်းတွေဆောက်တာတို့ဒါတွေကိုပြုတ်လုံနေတဲ့အတွက်ဘလို့အကျိုးရှိမှာလဲလို့ဆရာတော်ဒီလိုပြောပါတယ်အဲ့မှာဆရာတော်ပြောလိုက်တဲ့စကားလေးကဒကာကြီးသုံးဖို့ဒကာမကြီးပေါ့ခမည်းနိုင်ငံတကာပတ်ပြီးတော့ခကြီးတွေသွားနေတာ ဲ့တော့တန်နိုင်ငံနဲ့တန်နိုင်ငံသွားတဲ့အခါမှာကုန်ကျစရိတ်ကနဲ့တာမှမဟုတ်ပဲအဲ့ဒီကုန်ကျစရိတ်ကိုအခုတခါကြီးပြောနေတဲ့နေရာတွေပေါ့နော်ပညာရေးလိုအပ်တဲ့နေရာမှာပညာရေးအတွက်လူဆေးရုံလိုအပ်တဲ့နေရာမှာဆေးရုံလူဘိုးဘာရိတ်သားတွေမှာဘိုးဘာရိတ်သားအလျောက်လူမိဘမဲ့ဂေဟာတွေမှာမိဘမဲ့ဂေဟာအလိုက်လူလူဘလားလို့ပြောတော့အဲ့ဒီတော့မှ foreigner ကသဘောပေါက်သွားတယ် ရိုးကျင်တာကဘုံဘုံတို့တွေကသူကြိုက်တာသူလုပ်တာဖြစ်တဲ့အတွက်ဘာမှပြောလို့မရပါဘူးစောနာကဘုံဘုံပြောတဲ့လူတွေလိုပဲလေဘုံဘုံတို့ကကုတွေအိမ်နာလိုချင်းတော့ကြောင်းလာလူတွေသူကြိုက်တာသူလူဆိုဘုံဘုံတို့ကခွင့်ပြုပေးရတယ်ဟောကုတွေလာလူတဲ့လူကိုကြတော့ဒကာကြီးကြောင်းကိုပဲလူပါလို့ပြောပြရင်တော့သူကကုတွေအိမ်နာပဲလူချင်းတယ်တဲ့အဲ့တော့ဘုံဘုံတို့တာသနာဝန်ထမ်းတွေအနေနဲ့ ဖျားလူခြင်းတဲ့ပုဂ္ဂိုလ်ကိုဖျားမလူနဲ့ဘူပါရိတ်တာမှာသွားလူကျောင်းလူခြင်းတဲ့ပုဂ္ဂိုလ်တွေကိုကျောင်းမလူနဲ့မိဘမဲ့ကေယာမှာသွားလူလို့ပြောလို့မရပါဘူးသူတို့တွေရဲ့စိတ်ဆန္ဒကဒီကျောင်းပဲလူခြင်းတာဒီဖျားပဲတည်ခြင်းတာလေမိဘမဲ့ကေဟာတွေဘူပါရိတ်တာတွေလူခြင်းတာမှမဟုတ်ပဲအဲမိဘမဲ့ကေဟာမှာလူခြင်းတဲ့ပုဂ္ဂိုလ်တွေဘူပါရိတ်တာမှာလူခြင်းတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီအလို့ရှင်များကိုလည်းပဲမင်းတို့တွေသွား ုရားစီဒီမှာသွားလူဘုန်းကြီးเจ้าနေမှာသွားလူပြောရင်သူတို့တွေဘယ်လိုပြောမလဲဘုန်းကြီးเจ้าဆိုတော့အလူရှင်တွေပြည့်နေတာမလိုဘူးဘုရားစီဒီဆိုတော့လူမဲ့လူတွေပေါ်တယ်မလိုဘူးဒါမျိုးပြောမှာပေါ့ပြောကျင်တာကကိုကြိုက်တာကိုလုံးကြတာဖြစ်ပါတယ်ကိုကြိုက်တာကိုလုံးမှလည်းကုသိုလ်ကအပြည့်အဝရမှာပေါ့သူများတိုက်တွန်းလို့ဥပမာဘုရားစီဒီလူကျင်တဲ့ပုံကိုကိုဘဝရိတ်တာမှာသွားလူမိဘမဲ့ကြီးရမှာသွားလူလို့ပြောတော့ တိုက်တွန်းလို့တာလူလက်ရတယ်ဒါပေမဲ့သူ့ရဲ့စိတ်ကသူ့ရဲ့ကုသိုလ်ကတသင်္ခါရိက ကုသိုလ်ဖြစ်နေတယ်တသင်္ခါရိကကုသိုလ်ဆိုတာသူများတိုက်တွန်းလို့လူရတဲ့ကုသိုလ်မျိုးပေါ့အဲကိုယ်စိတ်နဲ့ကိုယ်ကိုယ်နဲ့လူမှသာလျင် ပို့ပြီးတော့မှအကျိုးများတာဖြစ်လို့ဒါကိုကြိုက်တာကိုလုပ်တာပဲကောင်းပါတယ်ဒါဒီသဘောတရားကိုနားလည်ရမှာဖြစ်ပါတယ်သို့တော်လည်းအကျိုးပေးတာချင်းတော့မတူဘူးပေါ့သန္တနာတွင်မှာလူတာနဲ့ ဒါသီလသမာဓိပညာနဲ့ပြည့်စုံတဲ့သူတွေရှင်မှာလူတာနဲ့သီလသမာဓိပညာမရှိတဲ့နေရာမှာလူတာနဲ့ကတော့ကွဲပြားခြားနားမှုရှိပါတယ်။မြတ်စွာဘုရားမေတော်မိနတ်သားကိုကျေးဇူးဆပ်ဖို့ဆိုပြီးတာဝရဏနတ်ပြည်ကိုတက်သွားတော့မြတ်စွာဘုရား ပန္နုကမ္မလာကြောက်နေရာထက်မှာထိုင်နေတဲ့အချိန်မှာပဲဒီအိန္ဒကနတ်သားနဲ့အင်ကုဒနတ်သားရောက်လာပါတယ်။ အိန္ဒကနတ်သားကတော့မြတ်စွာဘုရားရဲ့ညာဘက်မေတော်မိနတ်သားရဲ့နောက်မှာအိန္ဒရိယရာထိုင်နေတယ်။အိန္ကုဒနတ်သားကတော့မြတ်စွာဘုရားရဲ့လက်ဝဲဘက်ဘယ်ဘက်မှာပေါ့ထိုင်နေတယ်။အဲ့တော့သတောင်းတော်ဆက်ကြဝလာတိုက်ကအနတ်ပြမာတွေတပွဲပွဲတသေးသေးနဲ့ရောက်လာတဲ့အချိန်မှာအိန္ကုဒနတ်သားဟာတကိုးကြီးတဲ့အနတ်ပြမာပြည်သက်တွေရောက်လာတဲ့အခါမှာနောက်ဆုံးရင် နောက်ဆုံးရင်နောက်ဆုံး၁၂ယူဇနာအထိကိုရောက်သွားပါတယ်။ အိန္ဒကနတ်သားကတော့သူ့နေရာနဲ့သူအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်အိန္ဒရေယယနဲ့ထိုင်ပြီးတော့တရားနာနေပါဒီတော့မြတ်စွာဘုရားကအိန္ဒအင်ကုဒနတ်သားကိုလှမ်းပြီးတော့မေးတယ်ဘာဖြစ်လို့နောက်ဆုတ်သွားရတာလဲမေးတဲ့ကောင်မသူလူတဲ့အလူဒါနာဟာဓမ္မရေချောင်းစီမောင်းတီးတဲ့အလူဒါနာကြီး ဖြစ်ပေမဲ့လို့သူဟာသာသနာပကာလမှာသီလတမာရီပညာမရှိတဲ့ပုဂ္ဂိုလ်တွေကိုလူဒန်းခဲ့တာဖြစ်တဲ့အတွက်သူ့ရဲ့အလူဒါနာအကျိုးမကြီးဘူးတဲ့ ဟောမြတ်စွာဘုရားရဲ့ညာဘက်မှာထိုင်နေတဲ့အိန္ဒကနတ်သားကတော့မြတ်စွာဘုရားရဲ့သာသနာမှာအရှင်အနုရုဒ္ဓါကိုတစွန်းတစ်ယောက်မှလေးလူခဲ့တဲ့အတွက်သူ့ရဲ့အလူဒါနဟာအကျိုးကျေးဇူးကြီးမားတယ်တဲ့ဒါကွာခြားတာပါပဲပြောကျင်တာကတော့ဒီအနုတ္တရံအတုမရှိမြတ်လစွာသောပုံညာခေတ္တကုသိုလ်မျိုးစေ့တွေစိုက်ပျိုးချရာလေယာမြေကောင်းတဲ့တူတဲ့မြေစီမြေလွာမြေဩဇာတွေနဲ့ပြည့်စုံတဲ့နော်တန်ခါ တန်ခါယရနာဆိုတဲ့ဒီចောင်းတိုက်တွေမှာ လူတန်းတာဟာကိုလူလိုက်တဲ့အလူဟာเนาะအပကဘီဇံအနှဲငယ်တော့မျိုးစည်ဖြစ်ပေမဲ့လည်းပဲအပင်ကြီးထွားနှုံးဟာအရန်ကိုများပါတယ်။ဒါကြောင့်မို့ကိုကြိုက်တာကိုလုတ်ပါ